မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ် New Amen နဲ့ Russia ရောက်မင်းအောင်လိုင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်တချိန်ကစာရေးဆရာတယောက်ပြောခဲ့ဘူးတဲ့စကားလေးတစ်ခုသတိရမိတယ်လူတယောက်ကဇေးရဲသွားပြီးဖက်နှက်သွားဝင်လာတယ်အစ်စ်ဆိုတော့အင်းရောက်မှစီးကြည့်မယ်ပေါ့အင်းရောက်တော့ဖက်နှက်ကသေးပြီးတုန်နေတယ်သူဘာစဉ်းစားလဲဆိုတော့ဆိုင်ပြန်ပြီးတန်တဲ့ဖက်နှက်အစ်စ်လဲရမလားဆိုင်ကလက်မခံရင်နောက်တင်ရန်ဝင်ရမလားဒါမှမဟုတ်ဖက်နှက်နဲ့ခြေတော့တောင်းအောင်ဖက်နှက်ကိုလှီးထုတ်ရမလားဆိုတဲ့အတွေ့တွေတာမန်လူတယောက်အနေနဲ့ဆိုရင်နောက်ဆုံးတွေးကိုဘလို့မှတွေးမှာမဟုတ် အခုလည်းဘောလုံးပွဲကြီးတဲ့ပရိသတ်ကတရားကိုစစ်ကောင်းဆောင်ရဲ့လှုပ်ဆောင်ချက်ကိုဘေးကနေကြည့်နေမိတယ်။သူရဲ့လှုပ်ရက်နဲ့အတွေ့တွေကလွန်သွားခဲ့ပြီးဒီတော့သူလွန်လွန်ကျူကျူစဉ်းစားလာပြီးရုရှားသွားပြီးပူတင်နဲ့တွေ့ဆုံချင်းရောရှီနဲ့လက်ဆွဲနှုတ်ဆက်တဲ့အချင်းရောအားကိုးတဲ့မျက်နှာပြင်ရှိနေတာတွေ့လိုက်ရတယ်။ရုရှားအားကိုးနဲ့နျူတန်အားပြီးဆက်ရုံသူစောင့်ချင်လာတဲ့တရုတ်အားကိုးနဲ့လက်လွတ်ထားတဲ့နေမြေတွေသူပြန်လိုချင်လာတယ်။ ပြည်ရင်းမှာကဒီပုံစံတိုင်းဆိုတောက်ခံထားဖို့ကမလွယ်ဘူးအခုရက်တဲ့တောင်ပိုင်းစစ်ဒေသဆိုရင်အရင်ကလူတချို့ပြောနေသလိုဖတီးတို့အိပ်ပျော်နေခြင်းမဟုတ်ခင်ထီခိအောင်ပွဲလိုမျိုးစကန်သိမ်းပွဲနေဇက်တိုင်းဆင်နွှဲနေတာတွေ့ရတယ်။ကချင်ပြည်နယ်ကတော့လဲကြည့်စရာကိုမလိုကချင်နယ်စကိုင်းကအညာသားတွေညီချက်ကညီကိုတက်တောင်စီလုံးတည်ရခိုင်ကခြေဆက်လာတယ်ကိုချေတို့လည်းမကွေးအင်ရပကိုးဘတ်တီဒီမကွေးသားတွေနဲ့ပေါင်းပြီးအောင်ပွဲတွေရယူပြီးနေပါသေးတယ်။ချင်းဆိုပြည်နယ်တစ်ခုလုံးလွတ်ဖို့တိတ်တောင်မကြံတော့ကရင်နီကအဖွဲ့တွေနဲ့အရန်စီလုံးကြတယ်။ရှမ်း ညောင်မာကနောင်ချိုဒီခဏအတွင်းတိုက်ခဲ့တဲ့ DNL ကိုစစ်အင်အားအလုံးရင်းနဲ့စစ်ကောင်စီဘက်ကထိုးစစ်ဆင်နေတာတွေ့ရတယ်။ဒါပေမဲ့အခုချိန်ထိရှေ့ဆက်မတက်နိုင်သေးဘူး။တရုတ်အားကိုနဲ့ရထားတဲ့လာရှုကလည်းမျက်ခုံးလုံနေရတဲ့အခြေအနေနဲ့ဘယ်အချိန်တက်အကျိတ်ခံရမလဲဆိုတာပေါ့။ဆိုတော့တနိုင်ငံလုံးအတိုင်းတာနဲ့တွေ့ကြည့်ရင်စစ်ကောင်စီဘက်ကရှေ့ရှေ့တောက်ခံထားဖို့လုံးဝမလွယ်တာပါ။မတရားစစ်မှုထမ်းခိုင်းတဲ့အရေးပေါ်ကုထုံနဲ့တိမ်လုံမဖြစ်ဘူး။လက်နက်ကင်ခိုင်းတိုင်းစစ်သားမလုဖြစ်တဲ့သူတွေဆိုတော့လစ်တာနဲ့ပြေးကုန်တာပင်နောက်ဆုံးစစ်ကောင်ဆောင်ကသူ့အတွက်အားကိုအား ားထားမယ်ဖြစ်အပြင်းလက်နက်ရဖို့လိုအပ်လာမယ်ဥပမာမြောက်ကိုရီးယားကောင်ဆောင်ကင်ဂျွန်ဝမ်လို့ပေါ့ new လက်နက်ရှိတဲ့ကမ္ဘာကြီးကိုဂယူးမဆိုင်ဘူးဆိုတဲ့အထားမျိုးဘေးရကြီးရဲ့သူတယောက်အနေနဲ့စစ်ကောင်ဆောင်မရောက်လိုက်ဘာလို့ခြင်းလဲဆိုတာကြည်ယုံနေတည်တာစေပါတယ် ဒါပေမဲ့လက်ရှိအချိန်ထိကမင်းအောင်လိုင်လိုချင်တဲ့ဖြန့်အားပြင်းလက်နက်ဆိုတာရလာဖို့အခွင့်အရေးမရှိသေးတာတွေ့ရတယ်။တရုတ်ရုရှားရဲ့ကိုကြိုးစီပွားနဲ့စိတ်ကြိုင်းစော်ကစားမှုအောက်ကနေရုပ်ကလေးတရုတ်ဝါသားပဲဖြစ်တဲ့တကယ်ကရုရှားအားကိုနဲ့မြန်မာပြည်မှာညူဆက်ယုံတိစောက်မယ်ဆိုရင်မြန်မာပြည်ကဘယ်အစိပ်ပိုင်းတွေဘလို့တင်ရန်စာတာတွေထုတ်ပေးအောင်မလဲဆိုတာပေါ်မူတည်ရင်ဘယ်တရုတ်ရုရှားကမှနီးပညာနဲ့ရင်းနှီးမှုကိုအလက်ကားမပေးပါဘူး။ဒီအတွက်လဲမဟာလကိုယ်တိုင်ကအတန်ကုန်ကလုံစားချက်ဖနှောင့်နှိမ့်ထုတ်တဲ့ခြေလမ်းစနေရလို့ပဲမြင်မိပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ KNU တက်မဟာလီ နေနဲ့မြေရှိစစ်ကောင်စီတပ်စခန်းများတိုက်ထုတ်မယ်လို့တင်းနှင်းတာကြီးကမ်ပိန်းဦးဆောင်သူများပြောတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကရင်မျိုးသားစီယုံကရင်မျိုးတပ်မဟာလီနဲ့မြေတွင်ရှိစစ်ကောင်စီတပ်များကိုတွန်းလှန်တိုက်ထုတ်နိုင်ဖို့ရည်ရွယ်တဲ့တင်းနှင်းတာကြီးကမ်ပိန်းငွေပုံငွေရှာဖွေမှုကို KNU တက်မဟာလီခေါင်းဆောင်များရင်ခွင့်ပြုကူညီမှုနဲ့စတင်လှုပ်ဆောင်နေကြကမ်ပိန်းအောင်မြင်ဆောင်ရွက်နေသူတွေကပြောပါရင်တနင်္သာရီကမ်ပိန်းစကားဝိုင်းကိုမြေလဆိုင်ရက်ကပြုလုပ်ရပြီးစကားဝိုင်းမှာပါဝင်နေသူတွေကကမ်ပိန်းရဲ့ရည်ရွယ်ချက်ရှမ်ပုံငွေရှာဖွေတဲ့သက်မှတ်ပမာဏကမ်ပိန်းကာလကိုရှင်းလင်းပြောကြားခဲ့ပါရင်ကမ်ပိန်းကာလကိုမြေလတရနေ့မှဇွန်လ15ရက်ထိတလခွဲကြသတ်မှတ်ထားပြီးထိုင်းဘက်330ရရှိဖို့ဆောင်ရွက်သွားမယ်လို့စကားဝိုင်းဆွေးနွေးမှုမှာပါဝင်တဲ့ဆရာစောဆန်းလွင်ကပြောပါရင်ဒီမကောင်းဆိုးရွားတဲ့အာနာသိန်းစစ်ကောင်စီကကျွန်တော်တို့ပြည်သူ လူတို့ရဲ့နေမြေမှာမရှိစေဘဲနဲ့မောင်းထုတ်ပြရမယ်ခင်ချင်းတခုဖန်တီဗီမောင်းထုတ်ရမယ်ဆိုတဲ့အတွင်းခေါ်ယူဆချက်နဲ့အဲ့ဒီနေမြေဒေသမှာရှိတဲ့ခေါင်းဆောင်တွေနဲ့ညှိနှိုင်းနိုင်ငံတကာမှာရှိတဲ့ကင်ငင်လုပ်ဖော်ကိုင်ဘတ်တွေကအဲ့ဒီနေမြေတာဝန်ခံတွေနဲ့ဆွေးနွေးညှိနှိုင်းပြီးကျွန်တော်တို့ဒီကိစ္စကိုလုံရချင်းဖြစ်ပါတယ်လို့စောစန်းတွင်ကပြောပါတယ် ကမ်ပိန်းရွယ်ချက်ကိုစကားဝိုင်းဆွေးနွေးမှုမှာပါဝင်တဲ့ဆရာစောအင်တာကရှင်းပြရအကြောက်တရားနဲ့ရင်ဆိုင်နေရတဲ့ပြည်သူများကိုအကာအကွယ်ပေးဖို့တည်ငြိမ်ရေးနဲ့ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်ပေါ်ပေါက်လာစေဖို့နဲ့စစ်အာဏာရှင်ချိန်ကုပ်နေရာယူထားတဲ့နေရာတွေကိုနေမြေတွင်းမှာတွန်းထုတ်ဖို့အချက်သုံးချက်အတွက်ရည်ရွယ်ပြီးကမ်ပိန်းလှုပ်ဆောင်ရခြင်းဖြစ်ကြောင်းပြောပါရယ်။လက်ရှိမှာအာဏာခိုင်မြေးတစ်ခုတာကြီးရဲ့စစ်အာဏာသိမ်းသူများရဲ့လက်ဝဲကြီးအုံမှုကိုပြည်သူများတွန်းလှန်ခဲ့တာကအထွတ်အထိပ်ရောက်ရှိနေပြီဖြစ်ကြောင်းလဲစောအင်တာကပြောပါရယ်။နေရာတိုင်းဒေသတိုင်းကတစ်ချိန်ထဲမှာအရှိန်ကောင်းကောင်းနဲ့လုံနိုင်ရင်တော့ ရီးတစ်ခုကိုရနိုင်မှာပါလို့စောအေတာက ပြောပါရယ်ဆီယာနာသိန်းဖွဲကအာနာတီမြဲအတွက်၎င်းတို့လုံခြုံမှုပြီးမဲ့နေရာကိုစဉ်းစားပြင်ဆင်ရမှာတနင်္သာရီတိုင်းကလည်းစာကစာရဲ့နောက်ဆုံးစကန်ဖြစ်နိုင်ခြင်းများတယ်လို့၎င်းကသုံးသပ်ပါရယ်ဒီလိုစဉ်းစားတဲ့ကိစ္စမှာတနင်္သာရီတိုင်းကလည်းစာကစာရဲ့နောက်ဆုံးစကန်အနေဖြစ်ဖို့ဖြစ်နိုင်ခြင်းလည်းများတယ်ဆိုတာတနင်္သာရီတိုင်းရင်သူတိုင်းရင်သားတွေကိုအသိပေးခြင်းနဲ့တနင်္သာရီတိုင်းကိုစာကစာကချိန်ကုန်ရမယ်ဆိုရင်သူ့အတွက်တဖန်ခေါင်းထောင်လာနိုင်မယ့်အခြေအနေရောက်လာလိမ့်မယ်လို့စောအေတာကပြောပါရယ်အဆိုပါခွင့်ရီကိုပေးရခြင်းမပြု ပေါ်နဲ့စစ်ကောင်စီရဲ့အင်အားတပ်ဖန်ကြီးထွားလာနိုင်ရေးကိုကာကွယ်ခြင်းကို KNU တပ်မလီတာမကအခြားသောလက်နက်ကိုင်ဖွဲ့အားလုံးကလှုပ်ဆောင်မှုလိုအပ်ကြောင်း၎င်းကပြောပါတယ်။တနင်္သာရီနေ့မြင်ကပထဝီနိုင်ငံရဲ့ထိုင်းဘက်ကိုကုန်းလန်းထွက်ပေါက်ရှိသလိုပင်လယ်ထွက်ပေါက်ရှိပြီးပထဝီနိုင်ငံရဲ့အခင်ရာကြကြောင်းစောစန်းလွင်ကပြောပါတယ်။အဆိုပါဒေတာကိုဆရာနာရှင်အစိုးရကရုရှားနည်းပညာနဲ့130မဂါဝတ်အနုမြူတာပေးစက်ရုံတစ်ခုတည်ဆောက်မဲ့တည်တင်ယခုနှစ်မလ9ရက်မှာတည်တင်မီဒီယာမှာဖော်ပြမှုတွေရှိပြီးအဲ့ဒီတည်တင်ကြောင့်ထိုင်းနဲ့မြန်မာပြည်သူများရဲ့လုံခြုံရေး အန်ဒီရဲ့ကင်းရှင်းမှုနဲ့ကောင်းမွန်တဲ့ဘဝနေထိုင်မှုအတွက်အလွန်စိုးရိမ်မှုပန်းကြောင့် KNU မြိတ်တော်ဝဲခရိုင်တပ်မဟာလီကမေလ9ရက်နေ့မှာထုတ်ပြန်ပါတယ်။ ပြည်သူများရဲ့ကိုယ်ကံကြမ္မာကိုဖန်တီးခွင်းနဲ့စတက်ရင်အကြမ်းဖက်မှုတွေမှလွတ်မြောက်စေဖို့အတွက်စစ်ကောင်စီပေါ်စည်ရင်အရာအရေးယူဆောင်ရွက်မှုတွေရှင်းလင်းလွယ်လိုအပ်နေကြောင်းစစ်ကောင်စီပေါ်စည်ရင်အရာအရေးယူဆောင်ရွက်မှုတွေလုပ်ဖို့လိုအပ်ကြောင်း KNU တပ်မဟာလီရဲ့ကြီးညာချက်မှာပါရှိပါတယ်။ KNU တပ်မဟာလီကမေလ9ရက်နေ့မှာမြန်မာထိုင်းနယ်စပ်ရှိ TK စစ်ကောင်စီတပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက်အဲ့ဒီကြီးညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ TK စခန်းမတိုင်ခင်ကလည်းဒေတာရင်းရှိ TTA စစ်ကောင်စီပြူဟာစခန်းကိုတိုက်ခိုက်သိမ်းပိုက်ထားပါတယ်။ KNU တပ်မဟာလီကပြည်သူ့ကာကွယ် မတော် PDF ပါဝင်တော်လိုင်းအင်အားစုများနဲ့ပူးပေါင်းပြီးတမဟာလီနယ်မြေရှိစစ်ကောင်စီတပ်စခန်းများကိုတိုက်ခိုက်သိမ်းပိုက်မှုတွေအရှိန်မြင့်လုံဆောင်လျက်ရှိပြီးအောင်မြင်မှုတွေဇက်တိုက်ရရှိထားတယ်လို့သိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့စစ်ကောင်စီကအပြစ်ရတက်တန်းတိုးထားတော့လဲနေစဉ်ပုံကျဲတိုက်ခိုက်နေလို့ပြည်သူများစည်ရေးတတိရှိဖို့ TNL တတိပေးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ စစ်ကောင်စီကအပြစ်ရမယ်လို့တက်တန်းတလာတိုးထားတော်လဲနိုင်စင်ပုံချင်းတိုက်ခိုက်နေတာကြောင့်လေကြောင်း drone နဲ့လက်နက်ကြီးပြခတ်တိုက်ခိုက်မှုရံမှာရှောင်ရှားနိုင်ဖို့ပြည်သူများအနေနဲ့စီရင်သတိအမြဲရှိဖို့လိုအပ်ကြောင်းတောင်းတက်မတော် TNL ကမေလ17ရက်မှာသတင်းထုတ်ပြန်ပါတယ်စစ်ကောင်စီတပ်မှနောင်ချုံမြို့နယ်မှာလေကြောင်း drone လက်နက်ကြီးတွေနဲ့ဆက်လက်တိုက်ခိုက်နေမှုချင်းတွေများကိုသတိပေးစဉ်အထက်ပါတိုင်းပြည်သူများကိုထပ်လောင်းသတိပေးထားခဲ့တာလည်းဖြစ်ပါတယ်ရခိုင်ရက်များကလေးကနောင်ချုံမြို့နယ်ကိုစစ်ကောင်စီကမြေပြင်ထိုးစစ်ဆင်ခြင်းလေကြောင်း drone လက်နက်ကြီးတိုက်ခိုက်ခြင်းများဇက်တိုင်လှုပ်ဆောင်နေခဲ့ ရာမီလန်ဆိုင်ရဲမှာလည်းတိုက်ခိုက်မှုတွေဆက်လိုက်လှုပ်ဆောင်နေကြောင်း TNL ကအသိပေးပါရယ်။မီလန်ဆိုင်ရဲမနက်9:00နာရီကမှ PSLF TNL ရှိရာတရဲချုံရွာနီးတစ်ဝိုက်မှာထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဖော်ပြပါရယ်။ဒါအပြင်ညနေပိုင်းမှာစစ်ကောင်စီတပ်နဲ့တောင်းတက်မတော့ PSLF TNL တို့တက်တို့ ရှာပြင်းကြီးရွာအနီးတစ်ဝိုက်မှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ညနေပိုင်းမှာပဲစစ်ကောင်စီကနောင်ချုံမြို့ဘူတန်ရက်ွက်ဆမ်ဆန်ရွာနဲ့အုံမတိရွာကိုလေကြောင်းတိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ပါတယ်။ဒါအပြင်စစ်ကောင်စီတပ်မှပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့်နေအိမ်သုံးလုံးနဲ့ကားတစ်စီးပုံစံထိမှန်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။လက်နက်ကြီးလေကြောင်းတိုက်ခိုက်မှုတွေပြင်အုံမတိရွာကိုစစ်ကောင်စီကဒရုန်းနဲ့ပုံကိုလုံးကျင်းချတိုက်ခိုက်ရာအစိမ့်ငွေပုံသုံးလုံးပါဝင်ကြောင်း DNL ကထုတ်ပြန်ပါတယ်။ PSLF DNL တရှိရာနောင်ချုံမြို့နယ်ခုနှစ်မိုင်နဲ့မမန်းတော်ရွာကိုလည်းစစ်ကောင်စီတပ်မှဒရုန်း ၃နဲ့ပုံ၁၈လုံးလက်နက်ကြီးနဲ့၁၄ကျင်းပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ပါတယ်။စစ်ကောင်စီတပ်ကမိုးကုံမြို့နယ်နဲ့ဆက်ဆက်တဲ့တပိတ်ချင်းမြို့နယ်မှာလည်း9မိုင်မှာမိလဆိုင်ရဲ့ညနေပိုင်းကဂျက်ဖိုက်တာနဲ့နှစ်ကျင်းလာရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ TNL နဲ့ကိုကန့်တန် MND ရခိုင်တပ်အင်းညီနောင်မဟာမိတ်၃ဖွဲ့နဲ့ငလင်တန်တဲ့ပြည်သူများနဲ့လူသားချင်းစာနာထောက်တိုင်းလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက်တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့နေရာတွေမှာထိုးစစ်တွေကိုပြုလုပ်မှာမဟုတ်ဘဲတစ်ဖက်သက်အပြည့်ရကာလကိုမေလကုန်ထိကြီးညာထားသလိုစစ်ကောင်စီကအပြည့်ရကြီးညာထားတဲ့အချိန်မှာမြေပြင်ထိုးစစ်စဉ်လေကြောင်းလက်နက်ကြီးဒရုန်းတိုက်ခိုက်မှုတွေစစ်ကောင်စီကဇက်တိုက်ပြုလုပ်နေခြင်းဖြစ်ပါတယ်။စစ်အာဏာရှင်များရှိနေတဲ့ပြည်သူများအနေနဲ့စစ်ဘေးဒဏ်ကိုမျိုးဆက်လိုက်ရှင်းဆိုင်နေကြမှာဖြစ်ပြီးစစ်အာဏာရှင်ခြုံငင်းကြီးတိုက်ပွဲများ ဆက်လက်လှုပ်ဆောင်မှာဖြစ်ကြောင်း TNL တွဲဘက်ထွေထွေတွင်ရမှုပူချုပ်ကြီးတာပန်လာကမေလ၄ရက် TNL ရဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပြီးတစ်ဖက်သက်အပြည့်ရစိန်ပြီးပါကဆေးအာဏာရှင်ချုပ်ငင်းဖို့အတွက်ဆက်လက်လှုပ်ဆောင်မှာဖြစ်ကြောင်းတည်ပြီးခဲ့တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။